ဒီနေ့မှာတော့စားကုန်တွေဟာမြင်းနဲ့အတူမြို့ပေါ်ကိုစားရောက်မှုအတွက်ချောင်းကိုဖြတ်ကူးနေတော့မြင်းဟာမတော်တဆချော့လေးတတဲ့တတမီမီတို့အတွက် story creator entertainment မင်္ဂလာပါတတမီတို့ရေဒီနေ့စားကုန်တွေနဲ့မြင်းဆိုတဲ့ပုံမြင်လေးကိုပြောပြပေးခြင်းပါတယ်တခါကစားကုန်တွေတူဟာ စားတွေကိုသူ့ရဲ့မြင်းပေါ်မှာတင်ပြီးမြို့ပေါ်သွားရောက်ကအသက်မွေးတဲ့သူတို့ရွာအထွက်လေးမှာချောင်းတစ်ခုရှိတဲ့တဲ့မြို့ပေါ်သွားတိုင်းအဲ့ချောင်းကိုဖြက်ကူးသွားရတာပေါ့ကွယ်ဒီနေ့မှာတော့စားကုန်တဲ့ဟာမြင်းနဲ့အတူမြို့ပေါ်ကိုစားရမှုအတွက်ချောင်းကိုဖြက်ကူးနေတော့မြင်းဟာမတော်တဆချော့လဲတဲ့စားရည်တည်းလဲရေရဲကြကုန်ပြီးအရေပြိုကြကုန်တော့တာပေါ့ကွယ် ညင်ဟာပေါ်ပါသွားတာကိုခံစားလိုက်ရတဲ့တဲ့စားကုန်တွေကလည်းစိတ်မကောင်းစွာဖြစ်စားရီအချောက်ပြန်လှမ်းမှုရွာကိုပြန်လာတော့တဲ့ဟာကောင်းလိုက်တာအရန်ပေါ်ပါသွားတာပဲမြို့ပေါ်လည်းအဝေးကြီးလမ်းလျှောက်သွားကြမလို့တော့ဘူးဒီလိုနဲ့စားကုန်တွေဟာစားရီပြန်လုပ်ပြီးနောက်တစ်ခါမြို့ပေါ်သွားဖို့မြင်းနဲ့အတူထွက်လာပြန်တဲ့တဲ့ဒီတခါလဲမြင်းဟာချောင်းထဲမှာမတော်တဆချော်လန်းဟန်ဆောင်လိုက်ပြန်တဲ့တဲ့ စားကုန်တယ်လေမြင်းကိုပြန်ခေါ်လာပြီးအိမ်ပြန်လာပြန်တော့တာပေါ့အေးဟေတော်လိုက်တယ်ငါပါလားကွာပေါ့ပါသွားတာပဲနောက်လည်းအမြဲတမ်းဒီလိုလုပ်ရမယ်ဟာဟာဟာစားကုန်တယ်လေနောက်တစ်ခါမြို့ပေါ်သွားပြန်တဲ့ဒီတစ်ခါလဲမြင်းဟာချော်လဲကျင်အောင်စောင့်မြန်တဲ့ဒီတစ်ခါတော့စားကုန်တယ်ဟာမြင်းရဲ့အပြုတ်မှုကိုတတိထားမိသွားတာပေါ့อืม ရီမြင့်ကြည့်ရတာတမင်ကလုံနေရထင်တယ်။သုံးကြိမ်လုံးချော်လဲနေတာမဖြစ်နိုင်ဘူး။ငါပညာပေးမှဖြစ်တော့မယ်။ဂျာနဲ့ပဲနောက်တစ်ခါကျတော့စားကုန်တယ်ဟာ။အထုပ်သေးစားရီမထဲတော့ပဲ။မှုရီထဲပြီးမြင်းမော်တင်ကမြို့ပေါ်ထွက်လာတဲ့။ဒီလိုနဲ့ချောင်းငုံကူးတဲ့အခါမြင်းဟာသူ့အကြံတိုင်းချော်လဲအောင်ဆောင်ပြန်တဲ့။ဒီတစ်ခါတော့မပေါ်ပါသွားပဲ။ ပူလေးသွားတာကိုမြင်းဟာခံစားလိုက်ရတဲ့တဲ့ထပ်ပြီးချော်လဲအောင်ထက်ဆောင်လဲပူပူပြီးတာလေးလာတော့တဲ့တဲ့ဇာကုံတဲလဲအဲ့ကြိုင်းမဲမြို့ပေါ်ထိမြင်းကိုလမ်းလျှောက်ခိုင်းကပညာပေးလိုက်တဲ့တဲ့ကဲတသားမိတို့ရေလှိမ့်စားလညာခြင်းဟာကြပါတို့မတီတီတော့ပျော်စရာကောင်းပေမဲ့တိသွားတဲ့အခါမိမိကိုယ်တိုင်ပြန်လဲဒုက္ခရောက်တတ်တယ်ဆိုတာသိထားရမယ်နော်